ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးဂုံတရာဤဒုက္ခကိုရောက်ရမည်မှာမလွဲပါဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ဖြန်စီယိုပေအဝင်ဝတကားပေါက်၌အရေးကောင်းသောဗုံရိပ်ပင်များပေး၌ရေလောင်သောစင်ဦးကြီးများစီရ၏ခြံတော့ဥက္ကံပေးရှိမကလာပင်မှာဝေစာစိမ့်နှံလျက်ပညာမော်သည်ခဲရန်ကိုကန်ရင်အဲမလို့အင်းမလို့ဗလကတရေခွက်ကိုလက်နှင့်ရန်ရင်ဟိုကြရင်မင်းကအေးစီစီထိုင်းနေနိုင်ရပဲမန္တာရွေးတို့ခြံမှာပကြီဆွဲနေလဲရတာပဲတို့ကတော့အဲ့ဒီနာရေဆက်တွေမှာရှောက်ပြစ်မှာပေါ့ မန္တာတွေမှာခဏတန်းကြောင်းသာမြို့ဤအစွန်းခမုံချောင်းကလေးဘေးနားရှိချမ်းတချမ်းတွင်နေသည်တခါမြသူတို့အိမ်မရောက်ဘူးသည်မန္တာတွေဤဖခင်ကြီးမှာရိုသား၍ဖော်၍သည်လေတပါးကမင်းပြောမှာပါအမှန်အဖြစ်ဗညာဘောမှာအပြင်သို့ထွက်၍မဆော့တတ်တော်လဲပကြီးဆွဲရမှာကိုတော့စိတ်ဝင်စားသည်ငှက်ပြရာမလိုက်ဖဲနေ၍ရသည်ဖြင့်စိတ်နည်းနည်းပါလာသည်သူဤမျက်နာသည်ရှင်းလက်ကြည်လာသည် မိမကလွတ်ပါမလားရပါတယ်အမှန်အဖျင်းစိမ့်စိမ့်မှာဗညာမကိုအပေါင်းအသင်းဝန်ဆန့်စေခြင်းသည်တိမ်တဲ့ကုတ်၍နေသည်ကိုပင်တဲကြိုက်လာသည်မဟုတ်စာဖတ်နေရင်တော်လကောင်းတကုံကုံဖြင့်ပကြီးဆွဲနေလင်းတော်လကောင်းစိမ့်စိမ့်သည်သူ့သပွဲကတ်လာကအညောင်းမိမယ်မောင်လေးအပြင်ထွက်ပြီးဆော့ပါလားဟုတ်ပြောတတ်သည်စိမ့်စိမ့်ကသူ့ကိုခပ်ပြော့ပြော့ဟုတဲအာမရလား ယောက်ျားလေးတငယ်ချင်းများနှင့်ရောနော့ဆော့ကစားနေစေခြင်းသည်ခုံပေါက်ပြေးလွှားနေလျင်ဘူတန်ဆွမ်းလာမည်တောင်တင်းလာမည်ဟု သူကထင်နေသည်စိတ်ရသော လာရောက်တဲ့နစ်နေလျင်သူ့မောင်ဤကဘာသည်ကျင်းနေမည်ဟု အောင်းမေ့နေမိသည်မညာမော်သည် ပကြီဆွဲရန်ပစ္စည်းကရိယာစကူများထက်ရန်လွယ်အိတ်ဝင်းယူသည် စိမ့်စိမ့်ကဥတ္တတလုံးပင်ယူပေးလိုက်သည် စိမ့်စိမ့်ကဗလာပါသည်ဖြင့်စိတ်ချသည်ဗလာကသူ့မောင်လေးအားညာသည်ကိုတိသည် ညနေတော့စောစောပြန်လာတော့ဟုတ်စင်စင်ကအိမ်မအထွတ်ဗညာမောအားမှနေသည်လမ်းတွင်သူတို့သည်ခင်းသော အောင်နေတို့ကိုဝင်ခေါ်သွားကြသည် အောင်နေကဗညာမောပါလာသည်ကိုတွေ့တော့ကအမေမင်းလည်းပါလာတယ်ကို ဟုတ်ဆိုလိုက်သည်ငါဝင်ခေါ်လာတာသူက ပကြီးဆွဲနေမှာဟုတ်ဗလာကဝင်ပြောလိုက်သည်အောင်နေဤတဘမှာဗညာမောမှာလူပြော့သမားမှုသူတို့လည်းငှက်ပြဲသောအတိုက်နှင့်ဖြစ်ပါမလားဟုသောအထင်မျိုး ။အညာမမဗာမြဝင်မပြောရုံ၍သာအောင်းတင်ကိုကြည့်နေသည်။သူတို့သည်ကြိုက်ရည်ယုံဖရာကြီးပရဝန်ထဲမှဖြတ်သွားကြသည်။သူတို့သွားလောသောခမုံချောင်းတို့အနည်းဆုံးရောက်သောဖြတ်လန်းဖြစ်ပေသည်။မြုပ်ပလန်းဘက်မှသွားလျင်ဝေးသည်။ကြရည်ယုံဖရာကြီးပရဝင်ကကျဲဝင်းလာပေသည်တဆောင်ကြီးများမှာဟင်းသာတရာယောင်မန်စီရွှေချချင်းသေးယုတ်ဤရဲသော တိုင်လုံးကြီးများအီတလီယန်ကြောက်ပြပန်းခွက်များဖြင့်ခန့်နာသည်ကန္နာကုရီတိုက်မှာ ရွေရောင်ပန်းစီမီအမွေတိုင်းတို့ဖြင့်ဖိတ်လက်တောက်ပကြိုင်နိုင်လျက်လီကန္နာကုရီတိုက်တွင်မှဂျေစင်ရုကိုရောမမိယောင်တွင်ဝင်းလျက်ဥပုံနေမှုဖရာဘူးများဖြင့်စီကားလျက်ဘိုးဘဲဂရီပါယောင်တို့ဖြင့်ပြိုးပြက်လျက်ဂျေစီတန်ခေါင်းလောင်းတန်တို့ဝေရှံလျက်ပန်းရနအမွေတိုင်းရနတင်းထုံသောကန္နာကုရီဤအရှိမဖြက်ကအာယုံကံတစောင်းအနောက်ဘက်သို့ကြွေဝင်လိုက်ကြသည် နောက်ဖက်နိုင်ကနေကြိတ်ရှိစုဘုရားဆင်းတော်များထရာလှိုင်းကို ကြောက်စင်းတို့အကျိုးပဲ့အဟောင်းအမြင်များစုပ်ပြတ်နေသောတကွင်ကောက်ကားများအတုပါများမှရွှေဆက်ကိုပြတ်တအခွင့်များလည်းပြန်ကျဲစုပုံလျက်လေဟေးတွေ့လားထိတ်ထားလေအောင်နေကစနေရောက်၌ဘုရားဝိပုနေကြသော အပြုတ်တိုက်ဘက်သို့မင်းငောကပြောလိုက်သည်ကလေးလှိုင်းထိတ်ထားသည်သူညီမများဖြစ်ကြသောခင်ထားမြိုင်ခင်ထားခိုင်တို့နှင့်အတူ လူတရက်လောက်ရှိသောဝေပန်းဦးကြီးရှိ၌ဖရဝိပြုနေသည်ညီမများကဂါဝင်အဖြူပန်းတွင်ဇာနာကများစင်တူဝတ်ထားကြသည်ဖဲပြအပြာနုစင်တူအလုံးတနခလိမ့်ထားကြသည်ခင်ထားလိုက်မှာရိုးရိုးပင်အင်ကြီးအဖြူထမိန်မိကိုရင့်အပေါ်ပန်းပွင့်များကျဲပတ်ထားသောဒူတဲ့အပြော့ထမိန်နှင့်ပုဗ္ဗာယုံကြောင့်ကသီလခံပြီးပြန်လာကြတာကွာခုခင်သာကထင်မြင်ချက်ပေးသည် လှိုင်ထိတ်ထားကတော့တဏ္ဍာမလိမ့်ဘူးနဲ့တူတယ်ကွာသူတို့ဒီခင်ထားလိုင်တို့ညီမဘေးမဖြတ်ကအာယုံကံတစောင်းနောက်မှလှည့်ထွက်လိုက်ကြသည်ခင်ထားလိုင်ကသူတို့အားတစ်ချက်ဝေကကြည့်လိုက်သည်အောင်နေကသူတို့အုပ်စုတဲတွင် အသက်အကြီးဆုံးဖြစ်၍စကားဖြင့်ပြောလင်တော်လဲရှက်နေသည်ဗညာမောကပြုံး၍သာနေသည်ဘာအမူအရာမှမရှိဗလမမူသူနှင့်အတူရှေ့ဆုံးမှသွားနေသည်အာယုံကံတစောင်းမှထွက်လင်ဖရာပရဝင်အုတ်နိုင်ရန်တိုင်းတစ်ဖက်ရှိ တကားပေါက်တစ်ခုသို့ရောက်သည်ကန္တာလမ်းမှာမြကန္တာဟုအမည်ပေးထားသည်မြို့ဤတလျားလောက်ရှည်လျားသောရေကန်ကြီးဤတစ်ဖက်လမ်းဖြစ်ပေသည်မြကန္တာမှာမြို့လူတို့တောက်ရေတူလောင်ရာ ရေကန်ကြီးဖြစ်သည် မင်းဒီဖျားကြီးတေရုံကအကြောင်းတွေကြားဘူးလားဟုအောင်နေကကံပောင်ပေါ်သို့တက်သော အုပ်လေကားတွင်များကိုတရင်မေးလိုက်သည်ကံပောင်မှာဆေဘေကအမြင့်ရှိ၍ကံပောင်မှမြို့ကိုစီး၍မြင်တွေ့နေရသည် ဘယ်ငါတို့မိမှာလဲကွာဟုတ်ခင်စွာကပြောသည်ငါတို့လည်းဘယ်မိပါမလဲဒါပေမဲ့လူကြီးသူမတွေပြောတာတဆင်ကြားရတာပေါ့တို့အဘိုးအဘေးတွေလက်ထက်ကဖြစ်မှာပေါ့ကဲဆိုစမ်းပါဦးကလားတရားကိုသတိရတာတဲ့မယုံတဲ့ကလားတွေပါကွာသူတို့ဖះဆတယ်မဲ့နေ့မှာသူတို့ကိုအခါပေးတဲ့ဘရောဟိတ်တွေကဟောတယ်တဲ့မွန်းတိန်ရင်အခါကြပြီအဲ့ဒီခါမှာတန်ခမောက်ဆောင်ကလားမင်းသားတစ်ပါးလာလိုက်မယ်တဲ့အဲ့ဒါကိုသတိရမယ်တဲ့ ။တန်ခမောက်ဆောင်းဆိုတာစစ်ဝတ်တစားဝတ်ထားတဲ့မိညင်မင်းသားဖြစ်မှာပေါ့ကွာ။နေပါဦး။အဲ့ဒီတုန်းကဘယ်မင်းလက်ထက်လဲ။ဟုတ်စကားဝိုင်းတဲ့မဝင်ပဲနေတော့ဗညာမောကကောက်မေးလိုက်သည်။ပြောနေတော့အောင်နေမှာရုတ်တရက်စကားရက်သွားသည်။ဘယ်တိမှလဲကွာ။မင်းကလည်းတို့ကရာဇဝင်စာအုပ်ထဲဖတ်ရတာ ပြောနေတာမှမဟုတ်ပဲ။ရှိလူကြီးသူမပြောတာတို့တော့တစင်ကြဘူးတာပြောရတာပဲအောင်နေမှာငေါက်တန်ပါလာသည်တို့တို့ဒီကံပေါင်းပေါ်မှလျှောက်လာကြသည် ကံမောင်ပေါ်တွင်ကဘာသိပင်မြမရှိလေတဖြူဖြူတက်နေသည်ဖြင့်အပူချိန်မရှိတော့ကံဘေးရှိကံသာလန်းပေါ်တွင်သာစိမ့်မင်းဗရောက်ပင်ကုတ်ကုတ်ပင်စာတော်သိပင်ကြီးများစီတန်းပေါက်နေကြလေသည်အောင်းနေနှင့်ရွယ်သူလောက်ရှိသောခင်စော်ကကဲပါမင်းပြောမှဆက်ပြောစမ်းပါဦးဗညာမော်ဖြတ်မိတာနဲ့ငါပြောနေတာတော့ဘယ်ရောက်သွားမှမသိတော့ဘူးအေးတန်ခမော်ဆောင်လာမလာစောင့်နေကြတာပေါ့မွန်းတိန်လာပြီဘယ်သူမှပေါ်မလာဘူး ဘုရားစတယ်ဘုအုပ်တွေအင်္ဂလူတွေကအစင်းသိင်းတဲ့ပညာမော်ဒီကြိုက်ရုံဘုရားကြီးတဲတော်ခေကိုမှန်းကြည့်နေသည်ဤနေရာက မွန်းတို့ရေသာဖြစ်သည်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ခန့်ကလေးကတရှိလာခဲ့သောမွန်းလူမျိုးများဤဒေသတခါကသူဤအဖို့တော်သူဦးကျေးမော်ကပြန်ပြောင်းပြောပြသည်ကိုတဆင့်တဆင့်ကြားရသောပုံပြင်များကမှုံဝါနေပေသည်ဘာပုံတရန်ရုပ်မှမပေါ်စိမ့်စိမ့်ကသူအားပြောဖို့သည်ကိုအမှတ်ရလာသည် မောင်လေးနာမည်ကိုအဖိုးဦးကျော်မော်ကပြီးတာတဲ့မွန်းနာမည်တဲ့မော်ကတော့သူ့နာမည်ကစကလုံးကိုထည့်ပြီးတာတဲ့အဖိုးဘက်ကအမျိုးတွေကတော့အထက်ပညာကတဲ့ပြည်လူမျိုးတွေကသူတို့မိဘအဆွေနွေနမည်ထည့်ပြီးတဲ့အစဉ်သာရှိတဲ့အဲ့ဒါအဖိုးဘက်ကရောအဖိုးဘက်ကရောပေါင်းပြီးပြီးထားတဲ့နာမည်တဲ့ဟုတ်တခါကအေယာဝင်တွင်အမစင်းစင်းကပြောပြဖို့သည်သို့သောပညာမောဤစိတ်ကူရ၌မွေလာမှာလေယာချောင်းချောင်းများဖြင့်မှိုင်းစိမ့်နေသော လူနေအင်ကြီးကျဲသောကနဇိုတော်များဖြင့်သာမှောင်ပိနေသော မပိသာသောကြည်လက်ဒေသဖြင့်မြင်နေသည်ငယ်ငယ်ကဆွေမျိုးညာတကာများထံမှတည့်တည့်ကြရသောစကားသံများကိုဆုလိုက်သောရရှိသောဘုံကခဝါဝါမှုံမှုံမြသာတစ်ပင်အုံများကြားထဲမှကံနဘေးရှိ အုပ်ပုံအနီးမှလူတစုကဲဆက်ပါဦးမင်းဖျားသမိုင်းကငါလည်းကြားမှုတာပြောရတာကွာမင်းကလည်းတိတ်လာပြီဘယ်တန်ခမောက်ဆောင်မှပေါ်မလာဘူး ါနဲ့သူတို့လည်းအကြံအိုက်နေတော့ပြန်လှုပ်တဲ့ကလားတရားတဲ့အလုခွန်ကပြီလို့မနှက်စာစားဖို့ပြန်အလာ နေဘူးတာနဲ့ဒေဦးကိုခေါင်းပေါ်အုပ်လာကြတယ်။ဘာကွာတန်တယ်လေအဲ့ဒါကိုခေါင်းပေါ်အုပ်လာကြတယ်။ဒါနဲ့ခေါင်းဆောင်လူကြီးတယောက်ကဟာအတော်ပဲတန်ခမောက်ဆောင်းတော့ကြွလာပြီ။ဒါမှအတော်ပဲဆိုပြီးကလားကိုဇတိလိုက်တယ်ကွာ။မညာမောကအတိတ်ပဲကောက်လိုက်သည်။ထို့နောက်သူတို့ရေလိုက်ကြသည်။အောင်းနေကမရေ။တကယ်ပြောတာ ငါလည်းကြားဘူးတာပြောပြတာပဲကွာအခုဖះကြီးကနောက်မှတည်တာတဲ့ရှိကမူလတည်ထားတာကဇေဒီတဲ့ကွာအဲ့ဒီဇေဒီပြိုသွားတာကြာပြီတဲ့ကျဲရီကိုဆိုတာမူလရှိတဲ့ဖះရဲ့ဘွဲ့တော်နောက်ကြမှာလူတွေကအခုတို့မြင်နေရတဲ့ကြီးစင်းတို့နဲ့အာယုံကံတစောင်းနဲ့အသက်တိဆောက်ကြတာတဲ့ငါလည်းကြားဘူးတာပြောရတာပဲသူတို့ဒီဂံမောင်မမနေ၍ဖះဘရဝံဘက်သို့မျောကြည့်လိုက်ကြသည်ဖះဘရဝံနှင့်ကက်လျက်တွင်ပုပ်ပါယုံပစ္စည်းမယုံ ဒက္ခိဏယုံဥဒရာယုံစာသောဘုံကြီးကြောင်းတိုက်ပရဝံများကာယံထားလျက်ရေကံသစ်ပင်ပန်းပင်များဖြင့်အုပ်ဝေလျက်နောက်အသစ်ဆောင်ထားသောတိုက်ကြောင်းများမှပြတ်သက်ဘုံထွက်နီနီရဲရဲများဖြင့်နီရဲလျက်ဗညာမော်သည်ကျိုပြတ်သွားသောဇေဒီကိုရှာကြည့်မိသည် ကနကုရီနောက်ဖက်ရှိခရီးပင်များတန်းနေသောမြတ်တော်တဲ့သို့စိတ်ကူးနှင့်ရှာကြည့်မိသည်။ဥစ္စာဥဏဘာအစနမြမကြံရစ်တော်။ ငုံမြင့်ဘက်သို့အကွေ့တနေရာမှလောရေစည်းတန်သောနေရာဖြစ်၍ကံပြူရာတွင်ပါသွားလေသလောအိုကျိုးအုပ်ပဲများကတွေ့ရသည်သို့သောဘယ်ခေတ်ကအုပ်လဲမသိနိုင်တော့ပေဘယ်တော့ကတီထားခဲ့လေသလဲသူ၏အဖိုးဦးကြီးမော်၏အဖိုးများလက်ထက်ကပေလော သူကြားဖို့သောမွန်အေဂရီရှင်ဇော့ပုဘယင်မလက်ထက်ကပေလောသူတို့သည်ရေကန်တစ်ဖက်ရှိနေရာတနေရာမှလေကွင်းဘက်သို့ဆင်းလိုက်ကြသည် ခမုံချောင်းကိုမြင်လာရလေပြီခမုံချောင်းသည် နေရောင်၌ငွေရောင်တဖိတ်ဖိတ်ကြောက်စရစ်ခဲကလေးများခက်ကြဲကြဲခင်းထားခြင်းမျှသာအချို့နေရာများတွင်ညက်ရိုင်းများပေါက်နေသည်တင်းကြိုင်ကုံဘက်သို့ခွဲသောလမ်းဆုံးမှခမုံချောင်းရှိရာဘက်ကွေ့လိုက်ကြပြီးနောက်သူတို့တင်ငယ်ချင်းများ မန္တာရွေးခြံကိုမြင်ရလေပြီမန္တာရွေးခြံမှာတရက်ပင်မာလကာပင်ဩဇာပင်အုံပင်များဖြင့် အုတ်ဆိုင်ဝေဆာကတကဲ့တော်ရမအင်္ဂလိပ်သည်ပြူထွက်နေ၏။ဒါကြဟေးနင်တို့သူငယ်ချင်းရှိတယ်ဝင်ခဲ့ကြ။ဝါဖက်အုတ်ထုတ်ဆောင်ကဓမ္မတို့တချောင်းနဲ့ဝါပင်များနွယ်နေသောကရင်ကြီးကမန္တာတွေဤဖခင်မမြာသည်ပင်နင်တို့ထမင်းစားကြပြီလားမပြီးသေးရင်စားကြငါပိတ်ကြီးကောင်းကောင်းရှိတယ်နော်ကျွန်တော်တို့ကအိမ်ကစားပြီးခဲ့ကြပါပြီ။ ဒါဖြင့်လက်ဖက်ရည်ချမ်းတောက်ကြအောင်မလားမန္တာရွေးနေ့တငယ်ချင်းတွေလောင်းနေတယ်ဟေးဝါရယံကတဏီမို့အင်္ဂလိပ်ထဲမှမန္တာရွေးသည်ပြေးထွက်လာသည်မန္တာရွေးမှာ အသားညိုညိုသူတို့တဲ့၃လေးနှစ်လောက်ကြည့်သည်သူသည်ညစ်ပေသောလုံကြီးကိုခတ်တိုတိုဝှထားသည်သူသည်တငယ်ချင်းများလာသည်ဖြင့်ဝန်တာနေပုံရသည်သူတို့အားလုံးဤလက်ကိုဆုပ်ကန်ကနှုတ်ဆက်သည်လာကြလာကြဘယ်မှာထိုင်ကြမလဲအထက်မှာထိုင်မလား ငါအင်ကတော့သိမကောင်းဘူးနော်အထိတ်ကိုခေါ်လေယူနီကျန်လေးဘာလေးတောင်းရအောင်ဟုတ်မှန်လားတွေဤမိခင်နော်အဲလူကလမ်းခေါ်နေသည်တို့ဘာလို့ကြမလဲလီလိုမလားငါမြမလားအင်းလေးကလည်းပြောတော့မယ်တို့လိမလို့ကျင်ပါဘူးငါလည်းမများတတ်ဘူးငှက်ပြစ်မလို့လာတာဟုတ်အောင်စင်ကပြောလိုက်သည်တို့တို့ဒီအိမ်ရှိရှိဝါကွစ်ပြစ်ကလေးပေါ်တွင်ထိုင်လိုက်ကြသည်မကြမီယူနီကရရောက်လာသည် ဒီနေ့ပကံတွေကတော့သိမကောင်းဘူးဒါပဲရှိတယ်ကဲတော့ကြနေဦးထင်ရဲ့သွားယူလိုက်ဦးမယ်လမ်းသာတွေမှာကြာကြာတည်းဖြစ်ကအိမ်ရှိနဲ့နောက်ပဲဝင်းကြီးထွက်ကြီးဖြစ်နေသည်သူကမြို့ပေါ်ကလူကုန်တန်းသာသမီတင်ငယ်ချင်းများအားသူဤမလမပမသိလွန်သောအကျမ်းပကံများကြောင့်ရှက်နေ၏လက်ဖက်ရည်ပကံများမှာလက်ဖက်ကြည်တန်နေသည်ဖြင့်ညိုရင်လျက်ရှိသည်ညီလက်ဖက်ရည်ကရာကဦးမဲဖြင့်နှက်မောင်လျက်ရှိသည် ဩကခံသောကရွတ်ခွေပင်မဲညွင့်၍နေပေသည်ကဲတငယ်ချင်းတို့လက်ဖက်ရည်တော့ကြထညက်လေစကြအိုးမညမော်နှင့်ဗလကအရင်စကားလက်ဖက်ရည်တော့ဖြစ်သည်အောင်တယ်နှင့်ခင်စားမှာမတော့ကြမညမော်ငါတို့အင်ကိုတခါမှမရောက်ဘူးဘူးနော်ဟုတ်တယ်ကွာငါတိတ်ဝမ်းတာလေကွာခဏခဏလာလေကွာငါမှကြွစီရတော့တိတ်မရှိဘူးနင်တို့မျိုးမှလို့ကာဖီအချိုတွေမရှိဘူး ကိစ္စမရှိပါဘူးမန္တာတွေဟာငါကထင်းရဲ့ကြိုက်ပါတယ်မညာမောကနောက်ထပ်ထင်းရဲ့တခဲယူစားလိုက်သည်မင်းတို့ဘာလို့ရှင်လဲပြောလီလော်ရင်ရတယ်နော်ငါကုဏကတည်းငါသွားရှာရင်ရေပတ်ထားခဲ့တယ်အားလုံးဆုံးတယ်နောက်လာလေရင်ငါကိုကြိုပြောထားပါထမင်းချက်တားမယ်လေငါပဲလဲမွေးထားတယ်ဝက်ကတော့ငါဥလေးဝက်ပေါ်ရင်ကောင်းကောင်းရပါတယ်တို့ကတော့ငှက်ပြစ်ဖို့လာတာတို့မှလေးခွတွေပါတယ်ကွာ မကြမီသူတို့သည်ခမုံချောင်းကမ္ဘာဘက်သို့ထွက်သွားကြသည်ဗညာမမ60ဒနိပင်ဘေးနေရိတ်တွင်ထိုင်ကပကြီဆဲရင် ကြံရစ်ခဲ့သည်သူသည်ရေရိတ်တွင်ထင်နေသောဒနိပင်များကိုကူးဆွဲနေသည်ဘဲအဖြူကလေးများသည်ဒနိပင်ဘေး၌ကူးခတ်လျက်သူတငယ်ချင်းများ60ချုံပုံများကြား၌ပြေးကလွှားကငှက်ပြစ်နေကြသည်ကိုမြင်နေရသည်မန္တာတို့ရောအိမ်မှာချောင်းအကွေ့၌ကြံရစ်သည် ုံမင်များကြမှာမြို့အစဉ်ရှိ ရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းခေါလောင်းစဉ်ချွင်းချွင်းနီနီကိုမြင်နေရသည်ဘုရားရှိခိုးကျောင်းတစ်ဖက်တွင်ငှက်တွင်ဘုန်းကြီးကျောင်းရှိသည်သုတ်တန်တို့သွားသောလမ်းမဖြတ်လျင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းရောငှက်တွင်ဘုန်းကြီးကျောင်းမှမြင်ရသည်ခမုံချောင်းမှာတင်းကြိုင်ပေးမှကွေးဝိုက်ဖြတ်တန်းကလေကွင်းထဲမှစီးဆင်းသွားသည်ဗညာမော်သည်ငိန်သက်စွာဗကြီးရေးလျက်ရှိသည်ချောင်းအကွေမှသူတင်ငယ်ချင်းများဤဩတန်ဟိတန်များကိုကြားနေရသည် မဏိမဝေရွှင်အဆက်မဘဲများဤတကက်ကအော်တန်ကိုကြားနေရသည်သို့သောတဲ့တဲ့မြသာတဝင်းရှင်မအတံပလံများမှာသူထံသို့မဏိမဝေအတံဖြင့်လာ၍မရိုက်ခတ်တော့အတံအနေအမြင့်ွယ်ပြားချမ်းသာ၍လည်းမလာတော့အတံအလုံးယောကအဝေးကြီးစီမှဇူညံဖြစ်ပေါ်နေသောအတံတဲ့တဲ့ဖြင့်မကြတဲ့ချက်ကြတဲ့ချက်သာရောက်လာတော့သည် ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးဒီကုန်းတရားဤ ဒုက္ခကိုရောက်ရမည်မှာမလွဲပါဆိုတဲ့ဝိထုစာကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွင်လဲယေရှုများကြီးတင်ရပါရယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းသုံးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ